အလုံးမင်္ဂလာပါ Chelsea 4 United ပြန်လဲကြိုဆိုပါတယ်ကျွန်တော်တို့ Chelsea ဒီတစ်ပတ်ကတော့ Super Sunday မှာပေါ့နော်ကျွန်တော်တို့ဒီ Letter Law Champion Liverpool နဲ့အခန့်ရှင်မြန်ကစားရမယ်။အာဒီပွဲနဲ့ပတ်သက်ပြီးတော့ပွဲကြိုအမြင်လေးတွေခန့်ဆက်ချက်လေးပြောအောင်ပေါ့နော်။ဆိုတော့အော်ဒီပွဲကတော့ကျွန်တော်တို့ Chelsea တို့ကတော့အသက်အများအရေးကြီးတဲ့ပွဲအမှတ်လိုတဲ့ပွဲပေါ့နော်။အော်ကြောက်ကြက်ကဲတကယ်ဟိုအဆွမ်းရှိသလောက်ထုတ်ပြီးတော့ရှင်ပြန်ကစားမယ့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့အာတည်ရချလို့တော့ မရတဲ့ပွဲစဉ်မျိုးပေါ့နော်ဟောဆိုတော့ဒီလီဗာပူးဘက်ကိုကြည့်တဲ့အခါတော့လီဗာပူးကတက်တောင်းတက်တာပဲချန်ပီယံဖြစ်ပြီးသားအာကျွန်တော်တို့ဘလူးလူးစင်းနဲ့ပဲထွက်ထွက်အဆုံးဆုံးနိုင်နိုင်အဆင်ပြေတဲ့အခြေအနေတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာအနိစရောကပြောလဲဆိုတော့အနေစရောတော့ဒီလပပူးအနေနဲ့လူပြောင်းလဲရှိမလားဆိုတော့မေကုန်းဖြေတာပေါ့နော်အာရှိနိုင်တယ်အလူလူငယ်တွေတချို့လူငယ်တွေပါလာနိုင်တယ်လို့တော့ပြောရပေါ့နော်ဒါပေမဲ့အာဒီပွဲကိုတော့သူအာအားဆိုင်ပြီးတော့ကစားသွားမယ် အဲဆိုပြီးတော့ဟောပြောသွားတယ်သူဘက်မှာတော့ဒီတရားရချင်းပြဿနာမျိုးမရှိဘူးဟောဆိုတော့ချက်စီဘက်ကတော့အဲဆိုမာစကားပြောလဲဆိုတော့အဲဒီလီဗာပူးကိုကျွန်တော်တို့ဟောကွန်ပျူဟောကြိုးဆိုမယ်အဲဒီစမ်ပိုပရင့်မှာပဲပေါ့နော်ဟောဒီတရားရလူစင်းအနေနဲ့ကတော့ဒါကြတဲ့မရမရှိဘူးပုံမှန်တိုင်းပဲဖူပါနာလို့ရှိမယ်ဒါပေမဲ့အန်ဂူဂူတော့တခြားစစ်စစ်ရအောင်မယ်ဒီရောဘတ်ဆန်ချက်တို့ပေါအောင်ဖို့မတည်ကြဘူးလို့ဟိုဒါပြောသွားတယ်ပေါ့နော်အာဒီ အဒီချိန်မှာချက်စီကတော့လူလူစင်းအရာဒီပြီးခဲ့တဲ့ဒီ Europe Conference League မှာလည်းအပြောင်းလဲတွေလုပ်ရတယ်လူလေးတွေခြံသွားတယ်အဲဒါလေးတွေတော့တွေးရတယ်ပေါ့နော်ဒီပွဲကိုတော့မရှိမနေသူတို့လည်း outside ကစားမယ်ဆိုတဲ့ပုံစံမျိုးကိုခင်းလာတယ်တွေးရတယ်ပေါ့နော်ဆိုတော့အာထဲထဲတွဆုံမှုကိုကြည့်တဲ့ခါမှာတော့ဒီဆယ်ဘွဲလောက်ရှိပြီအချက်စီနေနေလည်းဘာဖို့မနိုင်မနိုင်ဘူးပေါ့နော်ကျွန်တော်တို့ကိုပြက်ရှုံခဲ့တဲ့ပွဲဆိုရင်ပြီးခဲ့တဲ့ရှာသည်ပိုချက်တီနိုနဲ့ ဘောချတီနိုလက်ထက်ကပေါ့နော်41ဆိုရရလက်နဲ့အာရှုံးခဲ့တာပေါ့နော်ဒါပေမဲ့7ဘွဲလောက်မနိုင်သေးဘူးဆိုပေမဲ့အာထူးခြားချက်ကပါလဲဆိုအဲ့ဒီ7ဘွဲမှာအာ9ဘွဲရတဲ့ဘွဲကနည်းတယ်တေချတဲ့ဘွဲတွေကများတယ်ပေါ့နော်0တော့1တော့2တော့ဟောဒါမျိုးတွေအများကြီးဟိုတွေ့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒါကတော့ထူးခြားချက်အနေနဲ့အာဖြစ်တယ်အဲဆိုတော့အာဒီလိုဆိုမှုတွေကလည်းအရေးကြီးတဲ့ အဲဒီ study ဖြစ်တဲ့အတွက်ဟာဒါပြောချင်းဖြစ်တယ်ပေါ့နော် so ဟိုဒီ let's see current form ရဆိုရင်တော့ကျွန်တော်တို့ chess ကလည်းဘာဘူးရှင်ဖို့ဆိုတာအော်တော်တော်မလွယ်တဲ့ကိစ္စအာမဖြစ်နိုင်တဲ့အဲကိစ္စပေါ့နော်အများမြင်မှာတော့အော်ဆိုတော့ဟိုအချင်းလေးကိုတုံးသက်ကြည့်တဲ့ခါမှာတော့လပဘူးနဲ့အာဖီဟာကင်းတဲ့ပုံစံမျိုးလူငယ်တွေပတ်ထုတ်မယ်ဆိုရင်တော့ဆက်စီတော့ခွင့်ရရှိတယ်လို့ပြောလို့ရတယ်ပြီးတော့ချက်စီကဒီဒီအိမ်ကွင်းပေါ့နော်အိမ်ကွင်းမှာဒီရသည်မဆုံးမနှစ်ပွဲပဲရှိသေးတယ်ဒါတော့အာတတိ ြုရမယ်။အာဆိုဒီပရမချော့တုံးကလည်းချက်စီကကစားပုံကြီးကပိုကောင်းတဲ့အတင်းဖြစ်ပေမဲ့အာထီရောက်မှုဘိုင်းမှာတော့လေဘာဘူးကတာလို့လေဘာဘူးကနိုင်သွားတယ်ပေါ့နော်။အန်နစ်အန်နစ်လောက်ကိုယ်တိုင်လည်းဒီချက်စီကအာဒီပရမချော့မှာပိုကောင်းတဲ့အတင်းတင်းဖြစ်တယ်ဆိုတာကိုတော့ပြောသွားတယ်ပေါ့နော်။ဆိုတော့ဟိုဘလိုပဲဖြစ်ဖြစ်ဒီဘွဲကချက်စီတော့ကတော့တေးရှင်ရေးကြည့်တယ်။အာဒီ အဓိကဒီပွဲကအဖြစ်ဆိုရင်တော့အဖြစ်ဘယ်လိုပြောင်းသွားနိုင်လဲဆိုရင်တော့ဒီအာကွင်းလေပေါ့နော်အာကွင်းလေကအဓိကကြမယ်လို့ထင်တယ်ကွင်းလေအသာစီးပို့ပြီးယူနိုင်တဲ့အသင်းကပို့ပြီးအခွင့်အရေးပုံများလိမ့်မယ်လို့ကျွန်တော်ကယူဆတယ်အာဘာကြောင့်လဲဆိုတော့ဒီအာတက်စစ်မှာတက်စစ်မှာပေါ့နော်တက်စစ်မှာတော့အာဒီကွင်းလေကဒီလီဗာပူးကွင်းလေကလုံးဝဒီနှစ်မှာဆိုရင်ဂရိုဘန်ဘတ်တို့ ဟိုမကလစ်စတာတို့ဒီကစားသမားတို့ကလည်း on fire ဖြစ်နေတဲ့အခါဒီကွင်းလက်ကအားနဲ့တော့လဲဆိုရင်လီဗာပူးရဲ့တက်စစ်ကလည်းနည်းနည်းကြောကြသွားတာကိုဟိုတွေ့ရတယ်ဘောနော့ဆိုတော့ဟိုချက်စီဘက်ကတော့အာဘယ်လိုပြောမလဲအားရတဲ့မရှိတဲ့ခြေသွန်းမျိုးဖြစ်ပေမဲ့လည်းအာဒီပွဲကိုအအောင်ဆိုင်လာမယ်လို့တော့ထင်တာဗောနော့ပေါ့ချေကိုတစ်ချက်ကြည့်အောင်ဗောနော့ပေါ့ချေကတော့နည်းနည်းထူဆန်းတယ်ထူဆန်းတယ်ဆိုတော့ကအာဒီချန်ပီယံဖြစ်ထားတဲ့အသင်းမျိုးနဲ့ကျွန်တော်တို့ ဟိုခြေစမ်းမတည်ငြိမ်တဲ့ချက်စီးနဲ့ပေါ့နော်အာချက်စီးကနေပြီးတော့ဟိုပြန်ပြီးတော့ပေါက်ထားတာမျိုးတွေ့ရတယ်ဒါတော့တော်တော်ထူခြားတဲ့အခြေအနေတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ဘူဂီတိုင်းတွေကတော့အယူတော့မဟုတ်ဘူးပေါ့နော်အာဆိုတော့ဒါဒီလိုမျိုးအခြေအနေမှာတော့ဟိုဘယ်လိုပြောမလဲအဲလက်ခွဲတစ်ခုဟိုတုံးပြူတယ်ဆိုရင်တော့ကျွန်တော်တို့ဟိုတို့ထွစ်တေပါးတွေအဲဘယ်လိုပြောမလဲအဲလက်ခွဲတစ်ခုအတုံးပြူပြီးတော့အာဒီပေါက်ကြီးကိုဖောက်ထားရဆိုရင်တော့လက်ပါဘူးကိုဟို ကြိုက်လို့ရတယ်ပေါ့နော်ဆိုအချိန်ကြီးကတော့နှစ်ရက်အနေနဲ့အဲပြောလို့ရတယ်လီဗာပူးဖန်နေနေနဲ့လီဗာပူးကိုဟိုလုံးဝရှယ်ကြိုက်လို့ရတယ်ချက်စီဖန်နေနေလည်းဒီပေါ့ချေကဘလူးနေနိုင်မယ်ဆိုတော့ဟိုနမနိုင်တော့မှသေသေကတော့အနည်းဆုံးဖြစ်တယ်ဆိုတော့ပေါ့ချေမျိုးဖြစ်တဲ့အတွက်အာနှစ်ဖက်ပေါ့နော်ညပြီးတော့တိုက်တဲ့အအတင်ကိုကောက်ပြီးတော့ဟိုယူလိုက်လို့ဟိုရတဲ့အခြေအနေမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဟို ဘလို့ဖြစ်ဖြစ်ဒီပွဲကစူပါဆန်ဒေးရဲ့အကောင်းဆုံးပွဲအဲဒီတစ်ပတ်ပရီးမီယာလိအကောင်းဆုံးပွဲဖြစ်တဲ့အတွက်လုံးဝကိုကြည်ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်။အတစ်ဖက်ကလည်းအမတ်လုံးဝလိုနေတဲ့အတင်းဖြစ်တယ်။တစ်ဖက်ကလည်းအေးအေးဆေးဆေးနဲ့ဟိုတိုက်စစ်ဆင်နိုင်မဲ့အာစေကြိုက်အာတိုက်စစ်ဆင်နိုင်မဲ့အတင်းမျိုးဖြစ်တယ်ပေါ့နော်။ဟိုဂျာပရိသတ်တွေရောဒီလီဗာပူးပရိသတ်တွေရောချက်စီပရိသတ်တွေရောပေါ့နော်။တကယ်ဟိုကြည်ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်မယ်ဆိုတော့ကျွန်တော်တို့ဟိုတူတင်ခံမှန်းလို့ရတယ်ပေါ့နော်။ဆိုတော့ဟို ကိုတို့ရောဘယ်လိုမြင်လဲပေါ့နော်ဒီပွဲနဲ့ပတ်သက်ပြီးတော့အမြင်လေးတွေပြောသွားကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်